ီပြည်တွင်းမှာရှိတဲ့ဒီပဋိပက္ခတွေကပေါ့အခုလက်ရှိကဘာကြောင့်ဖြစ်နေလို့ရောဆရာတုံ့တက်မိပါတယ်ခင်ဗျဟုတ်ကဲ့စတာကကျွန်တော်တို့လည်းပဲစတာဖြစ်ပါလိမ့်မယ်ဘယ်သူနဲ့မှမစပါဒီကျွန်တော်တို့တက်လိုက်ရကစတော့မှဆိုလို့ရှိရင်ဒီပြဿနာတွေကသေးသေးလေးတွေပါအဲ့ဒီအချိန်တုန်းကကျွန်တော်တို့ကောင်းဆောင်ရဖြည့်ရှင်းရဖို့ကရတယ်ကောင်းဖြည့်ရှင်းဖို့လည်းလွယ်တယ်ယောဂမကြီးသေးဘူးဆိုလို့ရှိရင်ကုရတာလွယ်တယ်လို့မျိုးပေါ့ဗျာအဲတို့တော့လည်းပဲကျွန်တော်တို့ကမကုခဲ့ဘူးတို့ဒီဆေးနီးကိုပြ ီးတာလေဒလွေးစီပြီးခဲ့တယ်ဆိုလိုတော့ဗာလဲဆိုတော့ကျွန်တော်တို့တို့ကမှာကဖက်ဒရယ်စနစ်ဖြစ်တယ်သို့တော်လည်းကျွန်တော်တို့ဒီကေရန်လုတ်ခဲ့တာတပီတောင်စနစ်ပဲဖြစ်တယ်အဲ့ဒီခါကျတော့ပြဿနာကမတည်တော့ဘဲနဲ့ဆက်ကြီးလာတယ်ဆက်ကြီးလာတော့လေတပီတောင်စင်းကြီးနေပဲဆက်ဖက်မှာကုလာတဲ့ခါကျတော့ပုံဆိုးလာတာပေါ့နော်အခုအချိန်ဒီမှာတော့ပြီးတောင်စုစနစ်ကိုလက်ခံပြီးဖက်ဒရယ်စနစ်ကိုလက်ခံပြီးဆိုတဲ့အချိန်မှာကျတော့ဟိုယောဂါကသူ့ရဲ့ 那看哪吒，他应该被保护了。 ထိုးလာတဲ့အခါကျတော့လက္ခဏာကိုလည်းကုရမယ်သူ့ရဲ့အကြောင်းရင်းဖြစ်လာတဲ့ root cause ကိုလည်းကုရမယ်နောက်ခုစလုံးဖြစ်လာပေါ့နော်အဒီလိုမျိုးကုနိုင်တို့ကအချိန်ကြီးကနောက်မကြသေးဘူးလို့ကျွန်တော်လည်းပြောနေပါတယ်ဒါတွေဖြစ်လာနိုင်လို့ဆိုကျွန်တော်တို့အားလုံးဒီတိုင်းပြည်အတွက်ဒီကျွန်တော်တို့ပြည်သူလူထုအတွက်ကျွန်တော်တို့ပူးတွဲပြီးတော့လုပ်ဖို့လိုပါတယ်အငါငါသနာနာထောင်မယ်ငါငါအလိုပဲလက်ရမယ်ငါပြောတာပဲဖြစ်ရမယ်ဆိုရမျိုးကိုကျွန်တော်တို့အားလုံးစုံ လို့ခေါ်လို့ပါခင်ဗျာနောက်ဆုံးမို့လေဒီလက်ရှိပြည်ရင်းမှာဖြစ်နေတဲ့အခြေအနေတွေရပါလိဒီ SSC ဘက်ကဒီဘက်ကတော်လိုင်းအတက်ဖွဲ့ဒီဘက်ကဘယ်လိုနီလန်းနဲ့ကသွားလို့အခုလက်ရှိအဆင်ပြေမယ်လို့သုံးသပ်မိပါတယ်ခင်ဗျာ မဆုံးလောက်လာမှာတော့ကျွန်တော်တို့ကျွန်တော်တို့အစုဝင်ရင်ပေါ့အစုဝင်ဆိုတာ stakeholder တို့ကအယံပါတာပြန်လိုက်တာပေါ့ဗျာနော်ဒီ stakeholder အားလုံးကတွေ့ဖို့လိုပါလိမ့်မယ်ဗျာအဲချက်ချင်းအားလုံးမတွေ့နိုင်တော့လေတွေ့နိုင်တဲ့လောက်ကအရင်တွေ့ဖို့လိုပါလိမ့်မယ်အဲကျွန်တော်ထင်တယ်ဒီနေပြီးတော့မှအခုလှုပ်ဆောင်နေတာလေဒါရီအတွက်လှုပ်ဆောင်နေတလားလို့တော့ကျွန်တော်လည်းဒီလိုမျိုးအဲလိုမျိုးထင်တာပေါ့ဗျာနော်24ရက်နဲ့26ရက်နေသူတို့လှုပ်ကြမယ်လို့ကျွန်တော်ကြားရပါတယ်အဲ့ဒီတော့ဒီ တာဟာလည်းသူတို့ရဲ့လုံနိုင်တဲ့အပိုင်းကလုံနေသူကျွန်တော် တော့မြင်ပါတယ်ကျွန်တော်တို့ SAT မဟုတ်တဲ့ SAT နဲ့မဆိုင်တဲ့အစုဝင်တွေကလည်းဒါကိုမြန်မြန်လုပ်ဖို့လိုပါလိမ့်မယ်လို့ထင်တယ်လုပ်ပြီးဆိုလို့ရှိရင်လည်းကျွန်တော်တို့အားလုံးလက်ခံနိုင်ရဲ့မူတရက်ကိုကျွန်တော်တို့မြန်မြန်ချမှတ်လိုက်နိုင်မယ်လို့အဲကျွန်တော်မျှော်လင့်တယ်အရင်တစ်ခေါက်ကပြီးခဲ့တဲ့လတော့မှဒီဟိုအာဆီယံခေါင်းဆောင်တွေမစ္စတာတက်ဆင်ရှင်နဝတ်တို့ကျွန်တော်တို့တင်ပြတဲ့အခါကျတော့အရှိကြီးဖြစ်တဲ့အခါကျတော့သူများကမလိုက်နိုင်ဘူးအဲဒီ ော့ကျွန်တော်တို့ဒီလိုတိုးတိုးဖြစ်ဖြစ်စာရန်တိုအားလုံးလက်ခံနေတဲ့မူတွေပါတဲ့စာရန်တိုလေးတခုကျွန်တော်တို့ဝိုင်းဝန်းလှုပ်ဆောင်နိုင်သိကောင်းပဲလို့ကျွန်တော်ထင်ပါတယ်ဗျာအာရှမလေးဆရာနောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒီလက်ရှိတွေးဆောင်ပွဲတွေပေါ့ဒီ SSC လုံးတူလိုမျိုးပဲဒီတပ်ဖွဲ့ချင်းစီပေါ့လက်နက်ကင်ဖွဲ့ချင်းစီတွေးဆောင်ဆွေးနွေးတာကပိုပြီးတော့ကောင်းပါသလားဒါမှမဟုတ်လို့ရှိရင်ဒီအားလုံးတွေးဆောင်နိုင်တဲ့အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲမျိုးကျင်းပတာကအခုလက်ရှိပိုပြီးတော့ကောင်းပါသလားဆရာဘယ်လိုမြင်ပါသလဲခင်ဗျာ တခုချင်းတွေ့ရတယ်သူ့မှာကောင်းွက်တွေရှိပါတယ်ကောင်းွက်ဆိုတော့ဗာလဲဆိုတော့တခုချင်းရဲ့သူ့ရဲ့တိတံပြဿနာတွေကျွန်တော်တို့သိနိုင်တယ်ပေါ့ဒါပေမဲ့အားလုံးရဲ့ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင် သူ့ရဲ့တိတံပြဿနာလောက်နဲ့ပဲကျွန်တော်တို့ကအားလုံးအတွက်ဖြေရှင်းလို့ရအောင်အားလုံးနဲ့ဆိုင်တဲ့ပြဿနာကိုအားလုံးနဲ့တူတူဖြေရှင်းရမှာဖြစ်ပါတယ် ါဆိုရင်မလို့2025ပေါ့အခုခုနှစ်အတွင်းပေါ့2025ခုနှစ်အတွင်းမှာတွေ့လာနိုင်တဲ့စိန်ခေါ်မှုတွေဘာကြီးရှိလာနိုင်ပါသလဲခင်ဗျ န်ဒီဘီပါကိုတော့ကျွန်တော်ပြောမယ်ဆိုရှင်ဘီပါဆိုရင်တော့အခုအချိန်တွေကဒီအမေရိကန်မှာသမ္မတကက်လာတော့မှာနိုင်ငံကြီး policy တွေကိုသူကကပြောင်းကပြောင်းလုပ်လိုက်တယ်ဟောအချိန်တွေဖြစ်တယ်ဒီအချိန်တွေကို SEC တွေမကဘူးကျွန်တော်တို့ SEC မဟုတ်တဲ့အစုဝင်တွေအားလုံးလည်းကျွန်တော်တို့ကအသိပင်ပြင်ထားဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးအမေရိကန်သမ္မတကပြောင်းလဲ လိုက်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့အင်းနီနိုင်ခင်းနိုင်ငံတွေကျွန်တော်တို့ရဲ့အာဒီဒေတာကမှရှိနေတဲ့အာဆီယံတော့အရှေ့တောင်အာရှနိုင်ငံတွေအားလုံးကိုရက်ခံလာဒီလိုမျိုးရက်ခံခံနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ပမာပြည်ငင်းချမ်းရဲ့အတွက်ကျိုးပန်းနေမှုကိုလည်းတနည်းတစ်ပုံလာပြုံးမှာရက်ခံနိုင်တယ်ပို့ပြုံးမှာအရင်ကထက်အရေးပိုက်လာမလားဒါမှမဟုတ်အရင်ကတော့အရေးမဆိုင်တော့ဘူးလားဆိုတာမျိုးဖြစ်လာနိုင်တယ်ဒါကို 吉诺鲁省这边啊，爸爸，你们尼卡罗啊，离阿联马都有个十几公里，二十公里左右，十几公里，二十公里左右。从山上下来，一路过来，大概得蛮累，大概比较到那屋，我们家没有木床，还是啦，慢慢的。你叫吉诺鲁哈，过一个，到一个阿妹，过一个，到一个尼玛，到乌达坡。 ဲ့တဲ့တာဝန်ယူတာမဟုတ်ပဲအားလုံးကဝိုင်းဝန်းတာဝန်ယူနေကျွန်တော်တို့လှုပ်ဆောင်ကြပါဒီလိုလှုပ်ဆောင်မယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကျွန်တော်တို့တို့ဒုက္ခကနေညော့ပါအောင်ဒုက္ခကနေလွတ်ပြောင်းကျွန်တော်တို့ကုညီနိုင်ပါလိမ့်မယ်နောက်ပြုံးမှာကျွန်တော်တို့နိုင်ငံလည်းငြိမ်းချမ်းစွာအတူရှင်တွဲနေတဲ့နေထိုင်တဲ့နိုင်ငံကြီးပြန်ဖြစ်ပါလာပါလိမ့်မယ် ဒီလက်နက်ကင်ပြိပခနဲ့ပြပဆွတ်ဖတ်မှုတွေနဲ့ပတ်သက်ပြီးတော့ဆရာပြောချင်တာများရှိရင်ပြောပြပါဦးခင်ဗျာ။ ပြပနဲ့ပြပမဟုတ်တဲ့ကိုပီတွင်းလာတာအပေါ်အရေးကြီးဆုံးကိုပီတွင်းကအရေးကြီးဆုံးပါပဲ။အဲဒီဥပမာဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်အပြီးမှာဆိုရင်ဂျပန်လိုဂျာမန်တို့ကအကြီးကြီးဆီရှုံးကြတဲ့အကြီးကြီးကြံရောမှာသူတို့ပြန်မထူထောင်လာနိုင်ပြီ။အဒါဟာသူတို့ရဲ့စွန့်ရင်တတ်တည်သူတို့ရဲ့စွန့်ဘကဖြစ်တယ်။ဒီလိုစွန့်ရင်တတ်တည်စွန့်ဘကမျိုးကျွန်တော်တို့နိုင်ငံကလည်းလူတွေလည်းရှိကြတယ်ဆိုတာကျွန်တော်ယုံကြည်တယ်။ဒါကိုကျွန်တော် ော်တို့ဒီဆွမ်းပကားတွေအတုံးပြုနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မှာအားလုံးစုစည်းဖို့အချိန်ကြီးတည်းအားလုံးစုစည်းနိုင်တဲ့ရန်တရားတစ်ခုကျွန်တော်တို့ကဖန်တီးရမှာဖြစ်ပါတယ်။ဒါကိုဖန်တီးနိုင်ရင်ကျွန်တော်တို့ဟာတွေ့တဲ့ပြဿနာတွေကိုကျွန်တော်ကြော်လွှားနိုင်မယ်ဖြစ်ရှင်းနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျာ။